်ပါထွက်လက်ကြည့်နေတာရန်ကုန်မှာဆိုရင်ဒါဈေးကြီးတယ်ပေါ့နော်အလောင်းမလဲပေါ့ဒီကနေ့မှာတော့ချမ်းမြေနယ်မှာရှိတဲ့မမကရန်ကုန်မှာရှိတဲ့မောင်ဆိုတာအာဒီချင်းလေးတွေလက်ဆောင်ထည့်နေတဲ့လက်ဆောင်ထည့်ပြတာကိုကျွန်တော်ကအမောင်းလေးလုပ်ပြန်အောင်ပြပါတယ်ကျွန်တော်နဲ့တူအမောင်းစင်းလေးလိုက်ရအောင်အပမတော့ဆောင်လေးပါတယ်ပေါ့နော်ရန်ကုန်မှာမေးအရင်အေးနေလို့ပြောတော့မကရန်ကုန်မှာဆောင်တယ်ပေါ့နော်ချုံဝဲဆောင်လေးထည့်ပြတာပါတယ်အားတော့ကြောင်းသေးမှာကြောင်းတက်နေတယ်ညီလေးတို့ကဥပစီတော့ဆိုတော့မကအထိုက်ရတာပါကြောင်းသေး ကျွန်တော်မုတ်တွေလည်းအမအထည့်ပြလိုက်မုတ်တွေများရောအမမုတ်ကျွန်တော်မှာဈေးကြီးတယ်လို့ပြောတော့အမချမ်းကြယ်လေးထည့်ပြတာပါလောကဘာတော့လဖက်ချောက်ပါချမ်းကြယ်လေးလက်ထပ်ပါဒါတော့တန်းပြီးပါတန်းပြီးတဲ့ရန်ကုန်မှာဈေးကြီးတယ်လို့ပြောတော့အမကဒီကချမ်းကြယ်လေးထည့်ပြတာပါဒါတော့ကျွန်တော်ဘွားရဲ့ အဲမြင်မရတဲ့အမှတ်တရတစ်ခုပါနော်။ဒါက2024မှာချန်ပီယံမြောက်ပိုင်းလေးရင်ရခဲ့ပါတယ်။ဒါလည်းနေတော့ဆုံးပါ။ဒီကြုံပေါင်းလို့ရတာ။ဒါလေးကကျွန်တော်အာဒီကြံလုံးပါနော်။ဒီကြံကားကားခဲ့တယ်။အစိုးလေးပါ။ဆိုပါ။ခမင်းနဲ့တော့ဒါကခမင်းမဟုတ်ပါတော့ဆိုပါ။ဆိုတော့ဒါချန်ပီယံဆက်ဆက်ကြားပါလက်ရှိဆိုပါနော်။ ဒါလေးကကျတော့လဟန်းချောက်ပါချမ်းကြီးကချက်ချက်အစ်စ်ဖြစ်တယ်ပေါ့ဒါကြောင့်မို့လဟန်းချောက်အစ်စ်ဆောက်ပါသေးတယ်ဆိုတော့ဒါလည်းမဟုတ်ပါမဟုတ်ဒါလည်းစပိုင်စီပါမလေးဆောက်လို့ဆက်ပြီးတာပါဟုတ်ဒါလည်းအာဒါကအကျော်ပေါ့နော်အကျော်ကျွန်တော်ကရေကုန်ပါတက်တော့တက်နေရဖြစ်တဲ့ကြောင့်မလို့အမကဒါအိုက်ဆီဂျင်ပြတော့ထည့်နေတာပါ နောက်ဆုံးကြံတာကတော့ဒါကထောက်ပဲ့ဒီပါထောက်ပဲ့ဒီအများကြီးပဲထောက်ပဲ့ဒီပေါ့နော်ဒီချင်းကကျွန်တော်ချင်းမိနေမှာထောက်ပဲ့ဒီအများဆုံးတီးတဲ့ຢာဒီပေါ့အဲတော့အမကထောက်ပဲ့ဒီထည့်နေတာပါထောက်ပဲ့ဒီအများဆုံးကျွန်တော်မှဆိုရင်ဒါဈေးကြီးတယ်ပေါ့တော့မယ်ထောက်ပဲ့ဒီအမကိုကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေပြောချင်ပါတယ်အမကကျွန်တော်ဘွားတယ်ပေါ့နော် ကျေးဇူးတွေဆက်နေအောင်မှဆက်လုပ်မကဲဘူးပေါ့နော်။ဒါဆိုကျွန်တော်အသက်5နှစ်မှာကျွန်တော်ပြေဆုံးသွားခဲ့တယ်။ပြေဆုံးတဲ့အခါမှာကျွန်တော်ကယူအားနေပေါ့နော်။ဆက်လာခဲ့တယ်။အမကချမ်းပြည်မှာအကြောင်းထားပြီးလို့ဆိုတော့ကျွန်တော်ကချမ်းပြည်နယ်ပြောင်းခဲ့တာပေါ့နော်။ကျွန်တော်အသက်5နှစ်နဲ့ချမ်းပြည်ရောက်သွားခဲ့တယ်။ချမ်းပြည်မှာအမကအကြောင်းဆက်ထားပြီးခဲ့တယ်။ဆယ်တန်းဆယ်တန်းဆယ်တန်း၃နှစ်ပေါ့နော်။၃နှစ်ထားပြီးခဲ့တဲ့ကြောင်းမှာလည်းကိုယ်ကနေကြိုးစားခဲ့တာပေါ့။နောက်ဆုံးနဲ့ဆယ်တန်းပြေတဲ့အခါမှာလည်းအမကအဆောင်နေပါစေရောဆိုလို့ပေါ့နော်။အမရဲ့အမရဲ့ ်လို့ပြောမယ်မိဘဖြစ်တာပေါ့နော်မိဘမရှိတော့ဖြစ်တဲ့အတွက်ဆိုလို့အမကသာလေအမိဘနေအောင်ရောက်လာတယ်အဲဒါကြောင့်လို့အမကသူ့ရဲ့ကျွန်တော်အဆောင်နေဖို့တော့ပေါ့နော်သူ့ရဲ့လက်ဆွေလေးပေါ့နော်အချုပ်ပြီးတော့ရောင်းပြီးတော့ထားခဲ့ထားပြီးခဲ့တာပေါ့နော်အဲဒါကြောင့်မို့အမကဘုံတော့ကျေးဇူးအဲ